inverter cycle လေးပေါ့တက်ပုံတက်နီးကတော့ကျွန်တော်တို့ဒီလေဝဲဘက်ကပေါ့နော် FET1 ရဲ့ကျွန်တော်တို့ gate 1ပေါ့နော် gate 1နဲ့လက်ရဘက်က FET ရဲ့ drain ပေါ့နော် drain number 2အဲကျတော့ gate 1နဲ့ drain 2ကို220 ohm နဲ့ဒါဟိုအားအကျိုးတွေပါလို့ခံတော့ဦးတိုက်ရိုက်နော်တိုက်ရိုက်ပြီးဆက်လိုက်ပြီနောက်တစ်ခါ22ဆိုတာပဲလက်ရဘက်က gate 2နဲ့လေဝဲဘက်က drain 1ပေါ့နော်အဲအကြောင်းလေ220 ohm လေးဒါဟိုအားအကျိုးတွေမခံမဲ့နဲ့တိုက်ရိုက်ဒီပုံစံလေးပေါ့ကြနော် တပည့်ရင်တော့ခဏကနော်နေရာတွေကိုကျွန်တော်တို့တခြားပင်နေနဲ့လည်းမပူအောင်ပေါ့ဟုတ်ကဲလေးထုတ်ရတာမှာဒေးချာချာလေးနော်ဒေးချာချာလေးထုတ်ပေးဖို့လိုပါတယ်ကျွန်တော်တို့ပူလို့မရပါဘူးနော်ဘက်ကိုလည်းအတိုင်းမယ်ဆဲလေးကိုဒီစားကြလေးပေါ့နော်ကင်မရာကနည်းနည်းလေးကျွန်တော်ကင်မရာတိတ်မကောင်းနည်းနည်းလေးဘွားနော်အားလေးဒီကံကြည့်ပြပေါ့နော်အော်ကွိုင်ဘတ်တဲ့ဝါယာလေးပေါ့နော်တခြားဝါယာလည်းသုံးလို့ရအောင်နော် ကျွန်တော်ကလည်းဒီမှာရှိနေတဲ့ဟာလေးနဲ့ပဲဒီမှာမီနီကတ်မှာပါတဲ့အပေါက်ကလေးတွေနဲ့ရတယ်ဒီဝါယာလေးကွက်တီချင်ဂေတာနဲ့ပြောရင် S1 နဲ့ S2 ပေါ့ဗျာ S1 နဲ့ S2 ကိုဒါဝါယာနဲ့ဆက်လိုက်မှာဖြစ်ပါတယ်ခုနကကျွန်တော်ပြောပြပါနော် S1 S2 ပေါ့ဗျာနော် source နဲ့ source 1နဲ့ source 2ပေါ့နော်နှစ်ခုစလုံးကိုဒါဒီဝါယာလေးနဲ့ဓာတ်ရိုက်ဆက်လိုက်တာဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီ FET number 1ရဲ့11မှာ drain 1ပေါ့ဗျာခုလိုပြောရအောင်နော် drain 1ကိုကျွန်တော်တို့ဒီဝါယာကျိုးအဝါရောင်လေးနဲ့ 22ဆိုတာပဲဒီ FD number 2မှာလဲ11မှာ drain 2ပေါ့ကြနော်11လေးကိုကျွန်တော်တို့ဒီအဝါရောင်ဝါရယူလေးနှစ်ဆနဲ့ transformer နဲ့တွဲဖို့တကယ်ပြ main တော့ပေါ့ဗျာ